ပြေဆုံးမှုတွေအခက်အခဲတွေကြားကအောင်မြင်မှုကိုဖော်ဆောင်နိုင်ခဲ့တဲ့သူကတော့လှိုင်းသာယာကျူးကျော်တဲမှာနေထိုင်တဲ့ငါးဘာသာဂုံလူရှင်မောက်ကောင်းပြေပါဆယ်တန်းစာမေးပွဲကိုငါးဘာသာဂုံလူနဲ့ထူးချွန်စွာအောင်မြင်ခဲ့ပေမဲ့လေအခုချိန်ထိကျူးရှင်လာကဖေးစရာအကျွေးကြံနေတာတွေကို အမှတ်တရပြောပြပြီးစာမေးပွဲကြရှုံးခဲ့တဲ့တငယ်ချင်းတွေကိုစိတ်တက်မကြဖို့အားပေးခဲ့တဲ့သူပဲဖြစ်ပါတယ် အခုတော့ Facebook ကနေပြန်နှံ့ခဲ့တဲ့သူ့ရဲ့ခုံယူစရာသတင်းကြောင့်သူ့ပညာရေးအတွက်ရင်အေးရဖို့ဖြစ်နေပါပြီ။အဲ့တော့ဟိုကပိုင်ရင်မရှိတော့ဟိုကျောင်းကနေရာလေးဆိုင်ပါဖြစ်ရတယ်တော့ဟိုအားငယ်ပါရော။နောက်တကယ်ချင်းနေရာလဲအိမ်ပေါ်မှာလဲမေးတဲ့ခါကျရင်လည်းအားကြမ်းတော့ဆရာငယ်ဟုတ်တော့မပြောချင်ဘူးပေါ့။အိမ်ပေါ်မှာနေရလဲဆိုတော့ဟုတ်ပထမတန်းကတော့မြန်မာသားစုရဒုတိယတန်းကတော့ဒုတိယစုရ အော်တတိယဒန်းနေအထမဒန်းကြီးကပထမသူရခဲ့တော့ကျောင်းကလာတော့ဟိုဆမိုင်းတင်နေချိန်မှာတခြားလာတော့ပြီးတော့သူတို့ကြက်ခါနေချိန်မှာတခြားလိုက်ကြမှတ်တော့ဟုတ်ကဲ့အားလက်တဲ့အချိန်တွေမှာဘောလုံးအားကစားနဲ့ဆဖက်ရတာကိုဝါသနာပါပေမယ့်အပြင်လက်တွေ့ဘဝမှာဘောလုံးကန်ရတာထက်ကိုယ့်အောက်ကအငယ်လေးတွေကိုထိရင်အားတဲ့အချိန်မှာဘောလုံးပွဲတွေကိုကြည့်လို့ရှိသူဖြစ်ပါတယ်